ော် energy ပါတာပေါ့အဓိက main ကဒါတို့ energy ကိုတက်တက်ပြောနေတာ energy ကိုတက်တက်ပြောနေတာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် ိဒိမ်မှာမိဘတွေကခဏခဏရန်ဖြစ်ကြတယ်လက်ပါချိပါအကြမ်းဖက်မှုတွေဖြစ်လာရင်သားသမီးတွေကမြင်တွေ့နေတာပြည့်ပြည့်ကြီးလာတဲ့အခါကျရင်အိတ်ကလေးတွေကလည်းပြန်ပြီးတော့သူတို့မိသားစုဖန်တီးတဲ့ချိန်မှာပြန်ပြီးတော့အဲဒီအကြမ်းဖက်မှုတွေဆက်ဖြစ်ပြီးတန်းတရားလဲတယ်အဲ့ဒါအရှိတရားပဲကျွန်တော်တို့ငငယ်တွေကဒါပဲတွေ့ဘူးတော့တွေ့တော့သူတို့က NLD အမတ်တွေလည်းဒီစစ်ကောင်စီလက်ထက်မှာပဲကြီးပြင်းခဲ့တော့စစ်ကောင်စီခိုးသလိုငါတို့လည်းရရင်ခိုးမယ်ဆိုတာမျိုးရှိတာပေါ့ ပါကပါတွေအားလုံးကလည်းစစ်ကောင်စီလက်ထက်မှာပဲဒီအုတ်ကြီးတွေအဲအုတ်ကြီးတွေဘလို့ခိုးတာတွေ့သူတို့လည်းခိုးတာပေါ့ဗျာပြီးတော့အုတ်ကြီးတွေအာနာရှိအာနာပြတို့လို့ငါတို့လည်းအာနာရှိအာနာပြတယ်မင်းပါကောင်ငါပါကောင်တနက်ကင်ပြီးချတော်တာပေါ့ဗျာအဲ့တော့ကရတော်ကခလီမလီပြောတဲ့စကားကိုကျွန်တော်အရန်သဘောကျတယ်ဆန္ဒလမတပေ၃ပေတကိတ်တကိတ်မတော်၃ပေတကိတ် ဲ့တော့ကြောက်ကျင်တာကကြောက်ကျင်တာကပတ်စံနေပျောက်သွားတာမဟုတ်ဘူးဒီနေရာမှာဒီကလေးတွေမပြောသွားတဲ့အချက်တစ်ချက်ကိုကျွန်တော်ကထောက်ပြမှာဒီပတ်စံနေဥယျာဉ်မောင်နဲ့ဥလီကိုလည်းကအိတ်ထဲထည့်လိုက်တာမဟုတ်ဘူး မနိုင်ဝန်ထမ်းနေကြတာစိတ်မကောင်းစရာပဲကျွန်တော်တို့လှူလိုက်တဲ့ပတ်စံတွေလည်းပျောက်သွားတာမဟုတ်ဘူးဘယ်သူမှခိုးစားလိုက်တာမဟုတ်ဘူးမနိုင်ဝန်တွေထမ်းနေကြတာအဲ့တော့အဲ့ဒီပြဿနာကအခုဒီပြဿနာရဲ့ဒီကလေးတွေထောက်ပြတာရဲ့အခြေဒီကလေးတွေကတို့မြင်တာကိုတို့ပြောတာလीမှန်တယ်တို့ပြောတာတခုမှမမှားဘူး ဒါမင်းမနိုင်ဝန်ထမ်းနေကြတာအဲ့ဒီပတ်စံတွေအားလုံးကိုဒီကလေးတွေကိုမပေးပဲအရေးကြီးတဲ့တော်လန်ရေးကို expand လုပ်မယ်တိုးချဲ့မယ်နေရာတွေကိုတပ်တရင်နေတာဥပမာဘကိုးကိုတိုးချဲ့တယ်ဗျာစကိုင်းကို တိုးချဲ့တယ်ဗျာနောက်မို့လဲမန္တလေးကိုတိုးချဲ့တယ်ဗျာအေယာဗတီကိုတိုးချဲ့တယ်ဗျာမကွေးကိုအဲ့လိုနေရာတွေမှာပတ်စံပရင်ကုန်ပြောချင်တာကနောက်နောက်မို့ရင်လေလူသားချင်းစာနာတယ်ဆိုတော့ ပြည်သူတွေကိုသွားထောက်ပံ့တာတွေလုပ်ရတယ်။စေယုံတွေကိစ္စတွေမှာသွားလုပ်ရတယ်။နောက်မို့လေတခြားနေရာမှာစစ်သားတွေတိုးချဲ့ဖို့အတွက် training ပေးရတယ်။နောက်မြေအောင်လုပ်ငန်းတွေလုပ်မှုအတွက်သင်တန်းတွေပေးရဒါမျိုးတွေပေါ့ဗျာမဟုတ်ဘူးဒီဒီသုံးလုံးကိုသွားအပစံကိုသွားသုံးနေရတာ။အဲ့တော့ဘာနဲ့အလားတရံတူလဲဆိုတော့ဆရာနာရှင်ရဲ့အုပ်ချုပ်မှုနဲ့တူတယ် ရခိုင်နေအမြဲတမ်းပြောနေတဲ့စကားတစ်ခုရှိတယ်ရခိုင်ပြည်နယ်ကပြည်သူတွေငါတို့ရခိုင်ကရေနံတွေဂက်စီအများဆုံးထွက်ပြီးအဲ့ဒီပတ်စံကိုငါတို့ရခိုင်ပြည်နယ်ကိုမသုံးရဘဲနဲ့ဘာဖြစ်လို့ပြည်မရန်ကုန်ကြီးပဲသုံးနေတာလဲဆိုတော့မိကုန်းနဲ့တပုံနဲ့ပဲအခုလွမြောက်နေမြေကစကိုင်းမှာရှိတယ်မန္တလေးရှိမှာအဲ့ဒီကလှူတဲ့ပတ်စံတွေအားလုံးကစကိုင်းသားမန္တလေးသားတွေမခံစားရဘဲလွမြောက်နေမြေမဟုတ်တဲ့ရန်ကုန်မကွေးမန္တလေး ပကိုးဆိုတဲ့ operation တွေ ARD ဆိုတဲ့ operation တွေအိပ်ပဆိုင်သသုံးနေတာပြောချင်တာကအပေါ်ကခေါင်းဆောင်တွေရဲ့စီမံခက်ခွဲမှုက အောက်အောက်ခြေအပြည်သူတွေကိုတေချာမရှင်းပြတော့အခုလိုနားလည်မှုလွဲကုန်တာပြောချင်တာဒီပတ်စံတွေခိုးနေတာမဟုတ်ဘူးဒီပတ်စံတွေပျောက်နေတာမဟုတ်ဘူးကျွန်တော်တို့လှူလိုက်တဲ့ပတ်စံတွေအားလုံးသူ့နေရာသူသွားနေတယ်ဒါပေမဲ့သွားတဲ့နေရာကခဏလို့သူပြောသလိုပေါ့ကလေးမလေးထောက်ပြသလိုဆန္ဒလမတပေသုံးပေတကိတ်ဆိုတာ သူသူမြင်တဲ့နေရာမှာတော့မှန်တာပေါ့သူတို့မြင်တဲ့ဒီရေအိုင်တွေကဖားတငယ်လို့သူတို့မြင်တဲ့သခိုင်းမှာမန္တလေးမှာမှန်တယ်ဒါပေမဲ့အဲ့ဒီပတ်စံကဘယ်ဟိုသွားနေလဲဆိုတော့အဲ့သခိုင်းမကွေးမန္တလေးလွမြောက်ယုံနဲ့မရတော့အခြားနေရာတွေဖြစ်တဲ့ဘကိုးတို့အေယာဗဒီတို့ရန်ကုန်တို့အတွက်သတ်သုံးနေတာပြောချင်တာကမနိုင်ဝန်ထမ်းနေတာတချို့သောတိုင်းရင်းသားအဖွဲ့အစည်းတွေကို NUG ကထောက်ပံ့နေတာ ဥမာကရင်ညီကိုနည်းနည်းပါခွဲပေးမယ်ချင်းကိုနည်းနည်းပါခွဲပေးမယ်ဒါကိုပြောချင်တာအများကြီးမဟုတ်ပါဘူးဟိုကလည်းမဆုံမဖို့ရတာပါခွဲပေးတာပေါ့မုံကိုနည်းနည်းပါခွဲပေးမယ်ပေါ့ပြောချင်တယ်ကသူ့ကိုယ်သူ NUG ဆိုပြီးတော့တာနိုင်ငံလုံးအစိုးရလှုပ်ထားတော့မနိုင်ဝန်ထမ်းထားတော့ရစရာပတ်ဆံကလည်းဒီတနေရာတည်းပဲရစုရှိတယ်အဲ့တော့ပြောချင်တာရခိုင်ရရတဲ့ပတ်စံဗျာကချင်ပြည်နယ်ကရတဲ့ကြောက်စိတ်ပတ်စံတွေကိုတနင်္ဂနွေလုံးကိုခွဲသုံးတဲ့အခါမှာရခိုင်ပြည်သူတွေကအသံထွက်တယ်လို့ပဲအခုသခိုင်းမှာရှိတဲ့ကလေးတွေ မန္တလေးမှာရှိတဲ့ကလေးတွေကအသာထွက်တာပဲအဲ့တော့မင်းတို့ရှာစားလို့ရတယ်မင်းတို့အခွန်ကောက်ကောက်လို့ရမင်းတို့ရှာစားဖို့အခွန်ကောက်လောက်လို့မရသေးဘူးဆရာနာရှင်အောက်မှာပဲရှိနေတဲ့ဒေသဘုံတော့ငါတို့ကဒီပတ်စံတွေသွားသုံးလိုက်မယ်ဒါနဲ့တော်လိုင်းကြီးကိုချဲ့နေတာအဲ့တော့ဘန္နာဝေခွဲဝေမှုမှာပြောစင်တာကအပေါ်ပါရှိတဲ့ strategy အရာ လူကြီးတွေရဲ့စဉ်းစားပုံပေါ့တာဝန်ရှိစဉ်းစားပုံကအောက်ခြေကိုမရဘူးအောက်ခြေရတော့သူမြင်တာသူပြောတာပေါ့သူပြောတာတခုမှမမှားဘူးလေကျန်တဲ့ကစကိုင်းတစ်ခုတည်းဖြစ်သွားလို့မင်းအောင်လိုင်းကစကိုင်းကိုကြိတ်လိုက်မှလေအဲဒါကြောင့်ဘကိုးကိုချဲ့ရတယ်ကရင်ကိုချဲ့ရတယ်တခြားအဖွဲတွေကိုချဲ့ရတယ်အဲ့ဒါမျိုးတွေနဲ့ဗျာမနိုင်ဝန်ထမ်းနေတာအဲ့ဒီဝန်ကြီးနှစ်ပါးက သူတို့စီကိုပတ်စံရောက်သွားတဲ့အခါမှာသူတို့လက်နက်တွေဝယ်ထားတယ်ရှိတယ်အကျွေးတွေဆက်ရတယ်သူများကိုအကျွေးပေးရမှာလေအဲ့ဒါနဲ့သူတို့ပတ်စံတွေကလဲပြီးတော့ဟိုဘယ်လိုပြောမလဲတကယ်တမ်းသူတို့ပြည်ပြည်ဝဝသုံးမျိုးကတန်းတစ်ထောင်လိုတယ်ဆိုပါစို့တကယ်တမ်းသူ့မှာရှိတာတန်းတရာလောက်ရှိတော့ဟိုမှာလည်းမလောက်ဒီမှာလည်းမလောက်နဲ့အဲ့လိုဖြစ်ကုန်တာဒါဥပမာပြောတာနော်တန်းတစ်ထောင်ဆိုတာတန်းတစ်ထောင်လည်းဖြစ်မယ်တန်းတစ်သိန်းလည်းဖြစ်မှာပေါ့အဲ့တော့မနိုင်ဝန်ထမ်းနေကြတာ အဲ့ဒါကအရှိတရားပါအဲ့တော့အဲ့တော့ပြောချင်တာကအန်ယူဂျီပါတာပေါ့အဓိကမင်းကဒါတို့အန်ယူဂျီကိုတက်တက်ပြောနေတာ အန်ယူတက်တက်ပြောနေတာအဲ့တော့ဒီကလေးတွေကိုလည်းကျွန်တော်အပြစ်မမြင်ဘူးဒီပကဖတွေကိုလည်းပြစ်မမြင်ဘူးပြည်သူကိုလည်းပြစ်မမြင်ဘူးဘောတော့တို့မှဒါပဲတွေ့ဘူးတာတော့တို့ဒီလိုပဲလုပ်တာပေါ့အဲ့တော့ပကဖတွေလက်စွမ်းပြတာပေါ့ဗျာအုတ်ကြီးနေရာမှာပကဖတွေရောက်လာတာပေါ့ဗျာအုတ်ကြီးတွေလက်စွမ်းပြသလိုပကဖတွေလက်စွမ်းပြတာပေါ့ကျွန်တော်တို့ကအဲ့ဒါပြည်ပြောင်းလဲဖို့အချိန်ယူရမှာအခုလိုများများပြောဖို့လိုတယ် ကလေးတွေကများများပြောဖို့လိုတယ်အဲ့ဒါကိုသူတို့ကအမှန်တွေသိပြီးတော့ပြင်ဖို့လိုတယ်ပေါ့အဲ့ဒါဒီမိုကရေစီ transition ပဲအာနာရှင်စနစ်မှာအသားကျနေတဲ့နိုင်ငံသူနိုင်ငံသားများကအာနာရှင်အတွေးခေါ်များနဲ့အာနာရှင်အုပ်ချုပ်ရေးရဲ့အမူအကျင့်များကနေဒီမိုကရေစီအမူအကျင့်နဲ့အတွေးခေါ်များကိုပြောင်းလဲဖို့အတွက်နှစ်ပေါင်း UK နိုင်ငံမှာနှစ်ပေါင်း900အထိယူထားတယ်အမေရိကန်နိုင်ငံမှာနှစ်ပေါင်း200ကျော်ချင်းယူထားတယ် ကျွန်တော်တို့ကတော့အနည်းဆုံး10နှစ်နဲ့အနည်း20တော့အချင်းယူရလိမ့်မယ်အခုပဲရောက်ချင်တာကဗျာမျိုးဆက်ထားတာပေါ့နော်အဲ့လိုပြောရင်လည်းမကောင်းဘူးထင်တယ်အပင်တွေကိုကျွန်တော်တို့မျိုးကူးတာပေါ့အဲ့တော့ငကိုဆေးရနာရှင် DNA မျိုးကတော့ DNA မျိုးကတော့ပါနေသေးပဲ ဒါတော့မတတ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ဒီလိုပဲအခုကျွန်တော်တို့ကျွန်တော်ဥပြောနိုင်တယ်တချို့ဟာတွေကကျွန်တော်ကဒီမှာဒီမိုကရေစီအရသာကိုလက်ထွတွေ့တာဒီမိုကရေစီရဲတွေဘယ်လိုဆက်ဆံလဲကျွန်တော်တွေ့တာ။ဒီမိုကရေစီယုံနေဘယ်လိုဆက်ဆံလဲဒီမိုကရေစီဆေးရုံတွေဘယ်လိုဆက်ဆံလဲကျွန်တော်တွေ့တာ။အခုကျွန်တော်မိတ်ဆွေတယောက်အခုဆေးရုံတက်နေတယ်။ तू ပြောတယ်လေ။ဆေးရုံကြည့်ပြီးသူသဘောတွေကြားတယ်။ဟာကောင်းလားကြီးလားပေါ့။ငါတို့ဘာမှ तू ဘာမှပြန်မှတစ်ခါမှမမခံစားဘူးလား။ကျွန်တော်ပြောတယ်အဲ့ဒါငါတို့ UK နိုင်ငံဆေးရုံထဲမှာအဲ့ဒါအဆောက်ဆုံးဆေးရုံလို့။ဂျန်နစီကိုသူ့ထက်ကောင်းတယ်။ ဒါပေမဲ့အဲ့ဒါကို तू ကအကောင်ဆုံးမြင်နေရတယ်။ဘာလို့ဆေးရုံဆိုတဲ့လူနာခန်းထဲမှာခင်ဗျာအကုန်ရှိတယ်အောက်ဆီဂျင်ပိုက်ရောဗားပိုက်ရောညာအဲသူတို့မြင်မပြင်မမြင်မမြင်မြင်ဘူးတာကျွန်တော်ကျွန်တော်အဲ့ဒါကိုထောက်ပြခြင်းတာအဲ့တော့ဗမာပြည်ရဆရာဝန်နေနဲ့အုပ်ချုပ်သူတွေက UK မှာဆေးရုံလာဆိုင်ဗမာပြည်တောက်ဆောက်သွားမှာပေါ့သူတို့မှ UK ရဲ့ဆေးရုံစနစ်ကိုမသိတာဒါကိုပြောခြင်းတာ ဒါကြောင့် immigrant တွေပြောင်းလာတဲ့လူတွေအားလုံးဒီနိုင်ငံကိုပြေးအုပ်ချုပ်လိုက်ရင် immigrant သူတို့ပြောင်းလာခဲ့တဲ့ immigrant နိုင်ငံအတိုင်းပဲဒီနိုင်ငံကိုလုပ်လိုက်ရင်ဒီနိုင်ငံပြည့်စည်သွားမှာဘာလို့ပြောချင်တာကြားကြောက်လို့ရှင်ကြီးခိုးွယ်ရှင်ကြီးကြားတဲ့စိုးတာမဟုတ်ဘူးခင်ဗျာရှိုးကိုစိုးမှာဘာဖြစ်လို့လဲမင်းအောင်လိုင်တို့ရဲ့အနေထားရကျွန်တော်တို့ဒီအာနာရှင်စနစ်အောက်ထဲမှာအာနာရှင်အတွေးခေါ်တွေနဲ့အတူပဲရှိသေးတယ် ကျွန်တော်တို့ရဲ့အမှုကျင့်တွေအားလုံးကျွန်တော်အပွင့်လင်းဆုံးထောက်ပြမယ်တစ်ခုပဲထောက်ပြမယ်အခုကွန်မန့်ရေးနေတဲ့လူတွေအားလုံးဒီအဲ့ဒါအာနာရှင်ရဲ့ကွန်မန့်နေတချို့တွေရေးဆက်ဆက်တွေရေးနေကြတာတချို့တွေအမုန်းတရားပါတဲ့အရေးတွေရေးနေကြတချို့တွေပပဆက်ဆက်တွေရေးနေတာဥမြန်မာနိုင်ငံရဲ့ Facebook လောကမှာအဲ့ဒါအာနာရှင်တွေပဲဒီမိုကရေစီဘတ်တော်သားတွေလည်းရေးနေတယ်ဒီမိုကရေစီဘတ်တော်သားတွေလည်းပပဆက်ဆက်ဆဲတာပဲအဲ့ဒါအာနာရှင် DNA ပေါ့ ဟုတ်တယ်မလားကျွန်တော်ဒီမိုကရေစီဘက်တော်သားထဲမှာဆိုတယောက်ရှိတယ်တော်တော်ဆဲတာအဲ့ဒီဆဲတာကိုဂုံယူပြီးကိုဆဲနေတာအာနာရှင်ကိုခွေးနဲ့နှိုင်းနေတာကျွန်တော်တို့ထောက်ပြတော့မယ်အာနာရှင်ကိုအရက်ပူတိုင်းနှိုင်းနေတာအဲ့ဒါတွေအားလုံးဒီခင်ဗျာအဲ့ဒါအာနာရှင်စိတ်ဓာတ်တွေဒီမိုကရေစီမှာအဲ့လိုတစ်ခုမှလုပ်လို့မရဘူးတရိစ္ဆာန်နဲ့နှိုင်းလို့မရဘူးဗျာ ိုရီးယားလုံရက်တွေကအာနာရှင်ရဲ့ DNA ပါပြီးတော့အာနာရှင်အတွေးခေါ်တွေနဲ့သွားနေသေးပဲရှိဒီမိုကရေစီဒါသွားကျင်တာဒီမိုကရေစီရဲ့အမှုကျင့်ကိုမပြောင်းလဲပေးနိုင်သေးဘူးဒါလိုပဲအုတ်ကြီးတွေခိုးတာကိုမြင်မှုထားတော့တို့လည်းအုတ်ကြီးဖြစ်တယ်တကြီးတွေခိုးတာတော့မြင်တာတို့လည်းတကြီးဖြစ်တော့တို့လည်းခိုးတာပေါ့တို့လည်းအာနာပြတာပေါ့တို့လည်းတို့တို့ရဲ့စိတ်မျိုးသားချင်းတွေအားလုံးကိုပေါင်းစားတာပေါ့ဒီသဘောတရားပဲအဲ့ဒါကိုအပေါ်မှာရှိတဲ့လူကြီးတွေက ။ဘာကြောင့်ဒီလိုပတ်စံတွေသုံးနေရတာကိုသေချာမရှင်းပြနိုင်ဘူး။မရှင်းပြရဲဘူး။အကြံပြင်းတော့မသိရဘူး။အဲ့တော့အောက်ကကလေးတွေကသူတို့မြင်တာသူတို့ဆွဆွဲတာပေါ့။ဒါဆွဆွဲတာပဲ။အမှန်ထောက်ပြတာမဟုတ်ဆွဆွဲနေပြီ။ သုံးစားလုပ်တယ်လို့ဘာကြောင့်ပြောရသလဲဆိုတော့အဲ့ဒီအခွန်ခရရတဲ့ပတ်စံဒီအားလုံးကိုသူတို့ကဘာမှမထောက်ပံ့လို့သူတို့ပြောတာလေ။ဒါကိုသူတို့ကထောက်ပြတာ။ပြည်သူအစိုးရရဲ့အုပ်ချုပ်ပုံဟာစစ်အာဏာရှင်နဲ့ဆိုးနေရင်တော့အိဗယ်မရှိဘူးအနိုင်ဆုံးအဆင့်စစ်အာဏာရှင်လောက်တော့ရှိတယ်။ အနေစုံစင်အဲ့တော့ဆေးရနာရှင်ခိုးသူလို့တို့ခိုးနေအောင်မှာပေါ့ဒါပေမဲ့တချို့ဒေသမှာတွေကတော့ဆေးရနာရှင်နဲ့တာတဲ့အုပ်ချုပ်ရေးရန်တရားတွေရှိမှာပေါ့တချို့ဒေသမှာတော့ဆေးရနာရှင်အတိုင်းပဲရှိအောင်မှာပေါ့အဲ့ဒါကတော့ကျွန်တော်တို့ညင်းလို့မရဘူးအဲ့ဒါကိုပပြရအောင်လဲလို့လို့မရဘူးဆေးရနာရှင်ကိုအပီးတိုင်တိုက်ပြီးမှဒါတွေဟာစနစ်တကျအနာတောက်တက်ရောက်မှုနဲ့အရေးယူရမယ့်ကိစ္စတော့ရဲလုံငန်းတွေကျွန်တော်အမြဲတမ်းပြောသလိုပေါ့ ိုင်ကြားမဲ့နေရာမရှိဘူးလေတရားယုံမရှိဘူးအရေးယူမဲ့နေရာမရှိဘူးဓာရီသွားနေတာပေါ့အရေးကြီးဆုံးကတော်လိုက်ရေးကာလမှာဘ ਹੁ အုပ်ချုပ်ရေးရန်တရားအလုံးမဖြစ်ဘူးအရေးကြီးဆုံးကျွန်တော်ဒီမှာထောက်ပြချင်တာကဘ ਹੁ အုပ်ချုပ်ရေးရန်တရားနဲ့တော်လိုက်ရေးကိုသွားလို့မရသေးဘူး ီတန်တရအုပ်ချုပ်ရေးရန်တရားနဲ့ပဲတော်လိုင်းကြီးကိုသွားအောင်ပါဖြစ်တဲ့နာကအခွန်ခရရတဲ့နေရာမှာအဲ့ဒီပြည်သူတွေကို အပြည့်အဝဝန်ဆောင်မှုပေးပူတဲ့ပတ်စံကအခွန်ခမရတဲ့ဒီသားကိုပုပ်ပွလင်းလင်းထောက်ပြပြီးကူညီဒီလိုပုံစံနဲ့ပဲသွားအောင်ပါပြောချင်တာကရကရင်အစိုးရရခိုင်အစိုးရချင်းအစိုးရပုံစံသွားပြီးသူတို့စီမှာအစဉ်ပြေရင်သူတို့သူတို့ပြည်သူကိုကရင်ပြည်နယ်ကိုကောင်းကောင်းသူအုပ်ချုပ်ပြီးရင်ပူတဲ့ပတ်စံကို ရန်ကုန်ကိုခွဲပေးပေါ့စကိုင်းကိုခွဲပေးပေါ့ကချင်ကချင်ဆိုရလဲကချင်မှာပဲအုတ်ချုပ်သူ့မှာရတဲ့အခွန်အခါနဲ့ကချင်ပြည်သူတွေကိုစစ်အာဏာရှင်နဲ့သာအောင်အုတ်ချုပ်ပြသူ့မှာရလာတဲ့ပိုလာတဲ့ပတ်စံကိုလိုနေတဲ့အရာဝတီကိုထောက်ပံ့ပေါ့ဒီလိုပုံစံပဲသွားလို့ရအောင်ပါကြောချင်တာက NUG ဆိုတာ ဖက်ဒရယ်အစိုးရဆိုတာကြီးနဲ့သွားလို့မရသေးဘူးအန်ယူဂျီကနိုင်ငံတကာအတွက်ပဲထားထားဖို့လိုအပ်တယ်ဒါပေမဲ့အုပ်ချုပ်ရေးရန်နေရာကို လုံးကဝင်မပါသင့်တော့ဘူးအဲ့ဒါကိုအန်ယူဂျီကမကွဲတာအန်ယူဂျီဒီတော်လန်ရေးဥဆောင်မှုဖြစ်တယ်ဒါပေမဲ့စကိုင်းကိုစကိုင်းပြီးအုပ်ချုပ်ရတော့မယ်ရန်ကုန်ကိုရန်ကုန်ပြီးအပြတ်ရှင်းထုတ်ရမယ် ဲ့ဒီမှာဝင်မပါသင့်ဘူးပြီးမှအဲ့ဒီအစိုးရတွေကတက်လာတဲ့ပတ်စံတွေပဲ NUG ကရပ်တည်တယ်လေကိုဝင်နေကိုနိုင်အောင်မလုပ်တင်နေအဲ့တော့စကိုင်းပြည်သူတွေပေးတဲ့ပတ်စံကို NUG ကသူ့သဘောနဲ့သူဆုံးဖြတ်ပိုင်권မရှိဘူးအဲ့ဒီ authority မရှိဘူးအခုကအဲ့ဒီ authority ကို NUG ဆိုတဲ့ငါတို့ကအစိုးရဖြစ်တယ်ဆိုပြီး NUG တပ်ပရတွေဝန်ကြီးတွေဝန်ကြီးချုပ်တွေက ငါတို့ကိုပြည်သူမဲပေးထားတယ်ဆိုတဲ့ဟာကနေအဲ့ဒီ authority ကိုအသုံးချနေလို့ဒီပြဿနာတက်တာအန်ယူဂျီအန်ယူဂျီကမိတ်ဆွေတယောက်ပြောတာကြားဘူးတယ် စကိုင်းကိုအခုသွားရင်မသွားရဘူးလေကြောက်လို့ပြောချင်တာက NUG ကဒီရနေတဲ့အခွန်ခတွေအားလုံးကိုသူတို့သဘောနဲ့သူတို့ဆုံးဖြတ်နေတာကမမှန်တော့ဘူးအန်ယူဂျီအာဂျီဘူတဲ့ဒေသဆိုင်ရာ အားကြီးဖို့အရေးကြီးတယ်အဲ့ဒီဒေသဆိုင်ရာအားကြီးမှုကနေမှ NUG ကိုအားဖြည့်ရမှာသူ NUG သွားနေတာက top down ပုံစံနဲ့သွားနေတယ်အောက်မှာရလာသေးမင်းအခွန်ခအားလုံးကိုဘိုးဘိုးဟောပဲဆုံးဖြတ်ပြီးတစ်တော်တဲ့နေရာကိုသုံးမယ်ဆိုတဲ့အနေအားကနေအတန်ထွက်တာပြောချင်တာကစစ်ကောင်စီလုပ်တယ်လို့ပဲတနင်္ဂနွေလုံးမှရတဲ့အခွန်ခကိုသူတို့သုံးသိမ့်တဲ့နေရာပဲသုံးမယ်ဥပမာမသုံးသိမ့်တဲ့ရခိုင်ကိုမသုံးဘူး ချင်းကိုမသုံးဘူးခြံခြံခဲ့တာဖြစ်တယ်ရခိုင်ကငါတို့စီကဒီရေနံထွက်ပြီးငါတို့ကမီးမရဘူးဖြစ်ကုန်တာအဲ့ကူလည်းအဲ့ဒီသဘောအတိတ်ပဲတက်ရောက်နေပြီဘာသာတော့တောင်းပူဇံသွားနေတာတိုင်းသားတွေပြောနေတယ်ဘော်တွန်အပ်မဟုတ်ဘူးဘော်တွန်အပ်ဆိုတာကဒေတာဒေတာဆိုင်ရာအစိုးရတွေဒေတာဆိုင်ရာအုပ်ချုပ်ရေးရန်တရားကိုဒေတာဆိုင်ရာကပဲအုပ်ချုပ်ခွင့်ပေးပြီးသူတို့ရရှိတဲ့အခွန်အခကိုသူတို့ဒေတာကိုအရင်ဆုံးသူတို့ဒေတာကပိုရှံမှသာလင်သူများကိုထောက်ပံ့ဆိုတဲ့ပုံစံနဲ့ပဲသွားရမှာပြောချင်တာက အဲ့ဒီအခွန်ခတွေအားလုံးကို NUG ရဲ့ဗဟိုကိုပို့ပြီးပြီး NUG ဗဟိုကနေပြီးတော့ဒါကိုစီမံခန့်ခွဲနေတဲ့တော့တောင်းစနစ်ကိုပြင်ရလိမ့်မယ်အဲ့ဒါဆိုရင်အခုလိုအတန်ထွက်တာတွေယော့သွားလိမ့်မယ်ကြောက်နေတာကစကိုင်းစကိုင်းသားတွေတော်လို့စကိုင်းသားတွေအနစ်နာခံလို့စကိုင်းအရင်လွတ်မြောက်တာကိုအဲ့ဒီစကိုင်းသားတွေအရင်ခံစားရမှာ တော့စကိုင်းသားတွေတော်တော့အရန်လွတ်မြတာကိုစကိုင်းသားတွေရဲ့ပတ်စံနေဟိုမှာဘာမှပြန်မလုံနိုင်နေရန်ကုန်ကိုသွားထောက်ပံ့နေတာအတိတ်ပဲမရှိဘူးပူဆန်တာပဲပြီးလို့ရမှာရန်ကုန်သားတွေတော့သူဆက်ကြိုးစားအေယာဝီကြိုက်တော့ဆက်ဒီလိုပုံစံနဲ့ပဲတဆင့်ချင်းသွားမှရမှာပြောချင်တာက bottom up ကိုသွားချင်းသွားတဲ့နေ UNG ကတော့တောင်းလုံးနေတာတော်တော်ဆိုတာဘိုးကနေပဲဆုံးဖြတ်နေတာ ပြောချင်တာတော်လိုင်းကြီးများရသည်များအခွန်ခအားလုံးကို NUG ဘဟုကိုပို့ရတယ် NUG ဘဟုကနေမှတဆင်ခဏတော့ပြည်ထဲကြီးနဲ့ကာကေးဝန်ကြီးဌာနကသူတို့သုံးတဲ့နေရာကိုအကုန်သုံးနေတယ်သူတို့လည်းလွယ်သုံးစားလုပ်တာမဟုတ်ဘူးဒါပေမဲ့မဟာဗျူဟာအရာအငင်းပွားပွဲဖြစ်တာသူတို့ဘောမဟုတ်ဇဂိုင်းကပြည်သူရဲ့ပတ်စံနဲ့ခင်ဗျရန်ကုန်ကလူတွေကိုလက်နက်ထောက်ပံ့တာဇဂိုင်းသားတွေလက်မခံဘူးဘာတော့ဇဂိုင်းမှာအရင်လုပ်ပေးရမှာ ်စကိုင်းပတ်စံလေးစကိုင်းရဲ့အခွန်အခလေးစကိုင်းရဲ့အခွန်အခနဲ့မြန်မာတနင်္ဂနွေလုံးအတွက်ဝန်တော့ဝပူကြီးနဲ့ NUG ကသုံးနေတာကြီးကမမှန်တော့ဘူးအဲ့ဒါကြောင့်စကိုင်းမှာလှုပ်ရှားနေတဲ့လူငယ်တွေကထောက်ပြတာအဲ့တော့စကိုင်းမှာရတဲ့ပတ်စံကိုစကိုင်းမှာရှိတဲ့လက်နက်ကင်တွေကိုအရင်ပေးရမှာစကိုင်းဒေသရဲ့ဖွံ့ဖြိုးမှုနဲ့အုပ်ချုပ်မှုရန်တရားကိုအရင်သုံးရမှာ စကိုင်းမှာရတဲ့ပတ်စံနေကရင်ပြည်နယ်မှာရှိတဲ့စစ်ပီးဒုက္ခတွေကိုထောက်ပံ့တယ်ဆိုတော့ပုံမှန်ထောက်ပံ့နိုင်မှာ။ဒါစကိုင်းကအရင်မီးရှို့ခံနေရတာ။စကိုင်းကရတဲ့ပတ်စံနဲ့စကိုင်းရွာတွေမှာစကိုင်းမျိုးမှာရှိနေစကိုင်းတိုင်းမှာရှိနေတဲ့စကိုင်းမှာရှိနေတဲ့မီးရှို့ခံတဲ့ရွာအိမ်တွေကိုအရင်အိမ်ဆောက်ပေးရမှာ။ဘာမှမဆိုင်တဲ့ကရင်ပြည်နယ်အိမ်တွေကိုသွားအိမ်ဆောက်ပေးစရာအကြောင်းမရှိဘူး။ကရင်ပြည်နယ်ကိစ္စကရင်အစိုးရလို့ပြောချင်တာကကိုဒေသကိုလောက်ရတော့မှာ။အဲ့ဒါဒီ တကဘာလုံးကပြောနေသော အာနာရှင်အပြင်းငိန်နေတဲ့အာနာရှင်အစိုးရကိုမဖြုတ်ချရဲတဲ့အဲ့ဒီပြဿနာပဲအခုလိုတရားတော်ဘောက်ဖြစ်သွားမှာစီမံခန့်ခွဲမှုလွဲသွားပြီးဖျို့ပြဲဖြစ်သွားမှာကိုတကဘာလုံးကစိုးရိမ်တာကျောင်းကျင်တာကဒီမိုကရေစီမရရင်နေပါစေမြန်မာနိုင်ငံဒီမိုကရေစီမပြောင်းလဲနေပါစေရှိနေတဲ့အရှိတရားကနေပြည်သူတွေပို့ပြီးဒုက္ခရောက်သွားတာကိုကဘာမလို့ခြင်း ဥမာပါလတ်ဆိုင်မှာဒီပါလတ်ဆိုင်နေအစ္စရေးကမပေးရင်နေပါစီလက်ရှိပါလတ်ဆိုင်ဂါဇာမှာအင်းစေးတည်ငြိမ်နေတဲ့ဘဝကိုပျက်စီးသွားမှာမျိုးကိုကဘာမမြင်ချင်ဘူးအခုဟာမတ်စ်လုံးလို့ပျက်စီးသွားပြီအဲ့တော့ကိုယ်သဘောနဲ့ကိုယ်လောက်တာကိုတို့နဲ့မဆိုင်ဘူးတို့ပျောကမပါဘူးပေါ့တို့ရဲ့အားပေးမှုမပါဘူးဆိုတဲ့ပုံစံကဘာရက်တည်နေတာအခုလိုမျိုးအနေထားတွေဖြစ်လာမှာကိုကဘာကကြိုသိတယ်တို့ရဲ့အတွေ့အကြုံများရအဲ့ဒါကိုကျွန်တော်တို့ကရှောင်ရှားဖို့က အန်ယူဂျီဟာတော့တောင်းကိုပယ်ဖြတ်ရတော့မယ်မနိုင်ဘူးမထမ်းသင့်တော့ဘူးအန်ယူဂျီဒီနိုင်ငံတကာကိုဆက်ဆံဖို့အတွက်တနိုင်ငံလုံးရဲ့ဒေါ်လာကြီးအစိုးရအနေနဲ့ပဲရက်တည်နေတယ်တကယ်တော့မြေပြင်အုပ်ချုပ်ရေးမှာအန်ယူဂျီဒီသူ့ဒေတာပဲသူအုပ်ချုပ်ရမှာကျန်တဲ့ကိစ္စသူနဲ့မဆိုင်ဘူးကြောကျင်တာကအရန်တရေကောင်းလုပ်လို့မရဘူးအရန်ကိုကိုကိုသူတော်စင်လုပ်လို့မရဘူးကို့မှာမရှိဘဲနဲ့သူများကိုအရန်လှူခြင်းနေလို့မရဘူး ဒါကိုဆိုလိုချင်တာစိတ်သက်တွေပြင်မှုမဖြစ်နိုင်ဘူးညီကိုတယောက်ကစိတ်သက်တွေပြင်ပါလို့မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆရာနာရှင်စနစ်အောင်မှာကြီးပြင်းလာတာဖြစ်နေတယ်သူတို့ကဒီ DNA တွေပါကိုပါတော့မှာအဲ့ဒါကိုကျွန်တော်တို့ကစိတ်ရှည်ပေးရမယ်ကျွန်တော်တို့ကအုတ်ချုပ်ရေးပုံစံပြောင်းရမှာပေါ့ဥမာအခုသူတို့ကလေးတွေပြောသွားတဲ့အထက်မှာသူတို့ဒေသမှာသူတို့ပတ်စံကောက်ပြီးသူတို့ သူတို့ကိုယ်တိုင်ငွေငွေမြလေမွဲမြဲမွဲနေစေပဲအလှအဲ့ဒါကိုကျွန်တော်တို့ကပြင်ပေးရမှာလေစကိုင်းရတဲ့ပတ်ဆိုင်နဲ့စကိုင်းမှာရှိတဲ့လက်နက်ကင်တွေနဲ့စကိုင်းပြည်သူတွေကိုပေးရမှာစကိုင်းရတဲ့ပတ်ဆိုင်အခွန်ကအားလုံးကိုတနိုင်ငံလုံးကိုပို့ပေးစရာဘာမှအကြောင်းမရှိဘူး